းစိုးပြောတယ်ပေါ့ပြည်နယ်ကထိန်းချုပ်နိုင်သလားမထိန်းချုပ်နိုင်ဘူးလားဆိုတာအဲငိမ့်ချမ်းတော့ဘူးလားမငိမ့်ချမ်းဘူးလားဆိုတော့စစ်တပ်ကဒီလောက်လုံနေမှာတော့စစ်တပ်ကဒီလောက်ဖြက်စီးနေမှာတော့စစ်တပ်ကဒီလောက်လုံနေမှာတော့တိုင်းသားတဲ့လီတန်းနေတဲ့မြားတို့ပြန်ပြီးမှခုခံတယ်ဘလို့လို့ငိမ့်ချမ်းမလဲအဲ့ဒါကခမရတို့စကားနဲ့ခမရတို့ပြန်ကင်ပေါက်တယ်လို့ဖြစ်နေတယ်နော်ခဏနဲ့ကျွန်တော်ကြီးကိုစကားနဲ့ကင်ပေါက်တာမဟုတ်ဘူးကျွန်တော်မေးတာကတခြားဖြေတာတခြားဖြစ်နေတယ်ကျွန်တော်ကြီးကိုပြောတာတခြားဖြစ်နေတယ်ဟုတ်ပြီ ခင်ဗျားမေးတယ်ပဲလည်းပြန်ဖြေပြကျွန်တော်မေးလို့ပြီပါမေးနေတာမဟုတ်ကျွန်တော်မေးနေတာမဟုတ်ကျွန်တော်ညီကိုဖြေဖြေမပြေနေကိုပြည်နယ်ကိုငင်းချမ်းလောင်တိုင်းသားတွေအနေနဲ့ဘာတွေပြောရတာလဲဘာတွေပြောထားလဲဘာတွေတက်တည်ပြနိုင်လဲငါတို့ချင်းပြည်နယ်မှာငါတို့ချင်းပြည်နယ်မှာငါတို့ချင်းပြည်နယ်မှာငါတို့လမ်းတွေတရားတွေကိုဘုံမခွဲဘူးလို့ပြောရတာပြောလားငါတို့ချင်းပြည်နယ်မှာအကြောင်းတွေကိုအကြောင်းချင်းပြည်နယ်မှာရှိနေတဲ့တိုင်းသားလက်နက်ကန်ကောင်းဆောင်နေငါတို့ချင်းပြည်နယ်မှာအကြောင်းတွေကိုအေးအေးဖွင့်ပြရမယ်ငါတို့ပြည်တော်စုတွေကိုရောက်လာတဲ့လူတွေငါတို့ပြည်နယ်တွေကိုရောက်လာတဲ့လူတွေကို ငါတို့ချစ်ချစ်ခင်ခင်ရှိရမယ်ဆိုတဲ့စကားတွေကိုပြောနိုင်လားဒါကတော့ပြည်ချောင်းစိတ်တဲ့ဟုတ်ကဲ့ခဏနားထောင်ပြီးခင်ဗျားပြောလို့ရှင်တော့နားထောင်အခုချင်းပြည်နယ်ကသူတို့ထိန်းချုပ်နိုင်တဲ့နေမြေမှာကြောင်းဖွက်နဲ့ဟိုတန်းနိုင်တဲ့အလုပ်တွေသူတို့လုပ်ပေးတယ်ကြောင်းကြီးဖွင့်ပေးတယ်ဟုတ်ပြီခင်ဗျားပြောလို့ဆိုတော့သတားဖောက်နေတဲ့ချင်းပြည်နယ်မှာတခုစစ်တပ်ကရင်သားနဲ့ခဏလာတဲ့တော့တရားတခုဖောက်တဲ့ဖမ်းနေဂျန်နဲ့ကိစ္စတွေအခုချင်းတွေကသူတန်းနိုင်တဲ့ဘက်ကပြင်းရင်လွှာရင်နဲ့သူတို့တန်းနိုင်တဲ့ဘက်ကစာတင်ကြောင်းကိုပြန်ဖွင့်ပေးတယ် ဲ့လိုစာဒီပြန်တင်ပေးတယ်သူတို့လုံနိုင်တယ်ဘက်ကလုံနိုင်တယ်ဒါကျွန်တော်ချင်းပြည်နယ်အနေနဲ့လုံနိုင်တယ်လို့နော်လုံးနေတာလောက်တဲ့ချိန်မှာကြောင်းမတက်နဲ့ကြောင်းထွက်ဆိုတဲ့လူခွေရီကိုချိုးဖောက်တဲ့ကိစ္စတွေကိုကျွန်တော်ပြောခဲ့ပြီး2021ခုနှစ်လုံးလုံးနဲ့2022ခုနှစ်ထဲမှာ2023မှာထားရတော့ကြောင်းမတက်နဲ့ကြောင်းထွက်ဆိုပြီးတော့ကိုကြောင်းကိုကိုဘုံခွဲဖို့အတွက်နဲ့ကြောင်းမသွားပြီးတော့ကလေးတွေကိုစောင့်ပေးတဲ့သူတွေကိုချင်းချင်းချင်းကတတ်ဖို့အတွက်ကိုမြောက်ပင့်ပေးတာတွေကိုဘယ်ချင်းအဖွဲ့ကြီးကဒါတွေမလုပ်သင့်ဘူးလို့တားစီတာရှိတာချင်းခေါင်းဆောင်တွေကတားတာရှိတာ ကျွန်တော်ပြောမယ်ဟိုကျွန်တော်မေးအောင်ဖြေကျွန်တော်မေးအောင်ပဲဖြေတော့မေးတော့ပဲဖြေတော့ဖြေမှာကျွန်တော်ပြောမယ်ကာတိကတွတ်တုံမပြောနဲ့ခမရပြောရင်ကျွန်တော်ဖြေပြီးမှာဒေါ်လိုင်းရေးဖြစ်တယ်စစ်တပ်ကမတရားဒေါ်လိုင်းရေးလို့မပြောနဲ့ကိုပြည်နယ်ကိုကိုဘလောက်ထိုင်းကြောင်းနိုင်တယ်ပြောဒေါ်လိုင်းရေးကိုမပြောနဲ့ဘယ်နိုင်ငံလို့မေးဝေးပြီးဖြေနေလို့ပြောတာခွက်ခေါက်တွေကိုမကြိုက်လို့ကျွန်တော်မေးတာကတနေနိုင်ငံလို့မြန်မာနိုင်ငံတနေနိုင်ငံလို့စစ်တပ်ကထိန်းချုပ်တာမဟုတ်ဘူးလားခမရမေးတယ်ဖြေခွက်လည်းမပြူဘူးခမရတို့တွေကဘာတွေလဲဟာမှာ တိကြပြီတိကြပြီဖြေအေးလေခမရမေးတယ်ကျွန်တော်ဖြေချင်တယ်ခမရလည်းဖြေဖို့မပြူစကားရေဖြေစစ်တပ်ကမတရားအာဏာသိမ်းတဲ့ချင်းလူတိုင်းကမကြိုက်တဲ့ချင်းရယ်စစ်တပ်ရဲ့လေဘာစစ်တပ်ကမပြောနဲ့ကိုတိုင်းရင်းသားတွေကိုကိုဘယ်လောက်ထိထိကျောက်ထားလဲကွာဖြေကိုပြင်းတယ်ဘယ်လောက်ထိထိကျောက်ကွာဗျာ ိတ်နာအကြောင်းပြောမလဲဒီဒီအမြင့်ကပေါက်လာလို့တင်းအပင်ပေါ်ပါကပြောချင်မစခမရောလက်မခံလို့ခမရောဘာလဲဟာဆွေးနေတာလည်းမသူအငင်းမဲ့တာနေတယ်တော့ကျွန်တော်ကခမရောကိုမဖြေလဲရတယ်ကောင်းမွန်တဲ့ကိစ္စမှာတိုင်းသားတွေကကိုယ့်ပြည်နယ်ကိုကိုယ့်ချစ်ကြောင်းငါတို့ပြည်နယ်မှာအကြောင်းတွေဖွင့်တာငါတို့လက်ခံတယ်အကြောင်းမှတ်တက်နဲ့အကြောင်းတက်ကိုအကြောင်းကိုတက်ကိုတက်ရမယ်ငါတို့ပြည်နယ်ကြီးကိုငြိမ်းချမ်းသွားအောင်ငါတို့လုပ်မယ်ဆိုပြီးတော့ချပြတဲ့အဖွဲ့ကြီးရှိတာကျွန်တော်ညီကိုခုနပြောပါတယ်စစ်တပ်ကတက်လို့ငါတို့ချင်းတွေကလက်နက်ကင်ပြီးတက်ရပါတယ်ပြောအေဘီလာမှာ 31ရက်မှာဟွန်းဟုတ်ပြီ30ရက်မှာဆိုပါဦးအေဗီရာ30လာမတ်လ31ရက်မတ်လ31ရက်မှာသူတို့ချင်းတွေကနေပြီးတော့အေယူဂျီနဲ့စာချုပ်ချုပ်ထားတယ်လို့သူပြောခဲ့တယ်အဲ့တော့အေဗီမှာ31ရက်မရှိတော့ကျွန်တော်မမှားပါလို့ခုနမတ်လ31ရက်လာမတ်လ2ရက်နေ့မှာကာကွယ်ရေးပြည်သူ့အုပ်ချုပ်ရေးဆိုတော့အင်းနယ်ဒီကနေဖွဲ့စည်းပြီးွားပြီအဲ့ဒီထဲမှာအေယူဂျီကိုထောက်ခံပြီးတော့အေယူဂျီနဲ့အပေးယူဘာကြောင့်စာချုပ်သွားချုပ်ထားလဲ တိုင်းပြည်အတွက်ကိုကောင်းစားတင်လို့ရှိရင်ဘာဖြစ်လို့ခွက်ခောက်တဲ့တစ်ဆက်ပေါက်တွေနဲ့ကိုယ်နိုင်ငံကိုပြက်စီးအောင်လုပ်ဖို့အတွက်ကိုစူးစမ်းတာလားအဲ့ဒီ NUG ဖွဲ့စည်းထားတဲ့ CRB ဖွဲ့စည်းထားတဲ့ကောင်တွေက CDN ဆိုပြီးတော့ကြောင်းမတက်နဲ့ကြောင်းထွက်ရုံမတက်နဲ့ရုံထွက်ဆိုပြီးတော့ကလေးတွေရဲ့အခွင့်အရေးကိုချိုးဖောက်တာလူခွင့်ရေးချိုးဖောက်တဲ့သူတွေနဲ့ဘာဖြစ်လို့အဲ့ဒီချင်းကောင်းဆောင်တွေကလက်မှတ်သွားထိုးတာလဲစာချုပ်သွားချုပ်တာလဲသူတို့ပြောထားတာနော်သူတို့ပြောထားတာဟိုနေရာမှာအဲလျံဖုံးစာခေါင်ဆိုတဲ့လူလားပြောထားတဲ့ဟာကိုကျွန်တော်ပြောချင်တာဟုတ်တယ်အင်း လက်ပထမဆိုလက်မှာကျွန်တော်ချင်းနေဟုတ်တယ်ဟုတ်တယ်ကျွန်တော်ပြောမယ်ကျွန်တော်တို့ချင်းလူမျိုးတွေအခွင့်အရေးဆုံးတယ်တိုင်းနာရီရဲ့အခွင့်အရေးဆုံးတယ်တိုင်းနာရီခွင့်မပြောနဲ့ကိုပြည်နယ်မှာရှိနေတဲ့အခွင့်အရေးတွေဘာကြောင့်မလို့လူလိုနားမလဲတဲ့ကောင်တွေနဲ့တွားပြီးတော့ဘာကြီးရဲ့ချက်နဲ့တွားပြီးတော့တွားလုပ်လိုက်တာလားပြောမလဲကျွန်တော်ပြောတာခင်ဗျားတို့ပြောခွင့်ကိုမပြုတာအဲ့ဒါခင်ဗျားခက်ခက်မပြောနဲ့လေကျွန်တော်ဝေးပြီးရှောက်ပြောနဲ့လေဝေးပြီးမပြောနဲ့လေဟော ဘာလဲဟာခမညာကျွန်တော်ကိုပြောခွင့်ကိုမပြုတာခမညာပြောပြောခမညာမေးတယ်ကျွန်တော်ဖြေချင်ဆိုခမညာဖြေခွင့်ကိုမပြုဘူးကျွန်တော်ပြောမယ်အေးဟုတ်ပြီဟုတ်ပြီချင်းလူမျိုးတွေရွယ်ချက်ဖြေဖြေကျွန်တော်မိုက်ပိတ်ထားမယ်ဟုတ်ကဲ့ဒီကလုံးဖာသွားချတယ်ရောက်20 30ပြောလို့မရဘူးအဆဆိုကွာဟိုအပင်းဆိုတာမိုက်ပိတ်ထားတယ်ခမညာကမိုက်ပိတ်ထားတယ်ခမညာဘာဖာတောင်းနေပြောတာမိုက်ပိတ်ထားတယ်ပြောပြောပြောခမညာလေကွာโอเค ခမရတို့ရတယ်မကျွန်တော်လည်းခမအကုန်လုံးပြောတော့ပြောမယ်အဲအယူကြည့်နေတာဟိုချင်းတိုင်းချင်းနေတယ်တော့မှလက်မှရင်ထိုးတယ်မှန်းနဲ့အဲ့ဒါဘာကြောင့်လဲဒီလောက်အကြမ်းဖက်စစ်ကောင်စီနဲ့ဒီလိုဘသူကပေါင်းမလဲဘယ်ဘယ်အဖွဲ့စည်းပေါင်းတာမြင်တယ်လဲချင်းဒီကလည်းဒီလောက်အကြမ်းဖက်စစ်ကောင်စီဒီလောက်အကြမ်းဖက်လုံကလုံနေပါတော့ဒီလောက်ဖြစ်မှာတော့ချင်းဒီကလည်းဒီလိုပေါင်းမှာပေါ့ဒီအစိုးရဆိုတာဒါက NUG ဆိုတာတော့ NUG ကပုံစံမျိုးဖြစ်လာတယ်ဖြစ်တဲ့အတွက်ပြီးသူပုံစံမျိုးဖြစ်လာတဲ့အတွက်ဒါကအစိုးရတရားပဲစစ်တပ်ဆိုတာအစိုးရတရားမှမဟုတ်တာ အမစစ်တော့ဆိုတော့လာအာနာသိမ့်လို့ရှင်လဲသူ့အတူလုံနေလုံအောင်တိုင်းလဲသူ့အတူပုံမှန်လေးသွားရင်ပြည်သူကထောက်ခံမှာအချမ်းဘက်လုံကလုံပြည်သူတွေကတကယ်ဟိုတေခွဲစင်ခွဲဖြစ်လာတဲ့ချိန်ကတော့ဒါသူတို့ရဖုတ်ခံသွန်းလာဖို့အဲညူးချင်တာဒါတရားဝင်လက်မှာထိုးတယ်မနဲ့အဲ့ဒါမနဲ့ခမရပြောတော့မနဲ့အဲညူးချင်တဲ့လက်မှာထိုးတယ်မနဲ့နော်ဘာကြောင့်လဲအချမ်းဘက်နဲ့မပေါင်းချင်ဘူးနော်အဲညူးချင်တဲ့ပေါင်းပြီးခါမှဒါကစစ်တပ်ကိုအမြစ်ပြောင်းတိုက်ထုတ်မယ်ဆိုတဲ့ခံယူချက်နဲ့လက်မှာထိုးတာ နော်စစ်တပ်ဆိုတာဥပမာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလည်းမဟုတ်ဘူးနော်ဘသူကမှမြန်မာလူမျိုးလည်းအတိအမှပြုတာမဟုတ်ဘူးဘယ်နိုင်ငံကမှလည်းအတိအမှပြုတာမဖြစ်လို့မဟုတ်တယ်တော့ကျွန်တော်တို့ချင်းနဲ့ပေါင်းစရာလားနော်သူ့လည်းအောင်မနေစရာလားဒါပဲလေကျွန်တော်ရှင်းနေကျွန်တော်ပြေးပေးပြီးပြီ။ဟာနဲ့ကျွန်တော်လက်မှာတို့ โอเคခင်ဗျာတခုမေးသေးတယ်ကျွန်တော်ကြောင်းလို့မစားတင်သလားမနဲ့အစားအစစ်တပ်ကဒီလိုအကြမ်းဖက်လုံကလုံနေတော့စစ်တပ်ရဲ့ဟိုလှုပ်ဆောင်မှုရန်ဒီရလေဘာမှမရှိဘူးကြောင်းမတဲ့နဲ့ဘယ်နေအောင်ဆိုပြောတယ်မနဲ့လူတိုင်းကလူငယ်တိုင်းလူကြီးတိုင်းကသူတို့ရဲ့ခိုင်ယူချက်သူတို့ဆုံးဖြတ်ချက်နဲ့ပဲဟိုဖြစ်ကြတာအေးတက်တယ်လို့တဲနေတာပဲနော်အေးဟုတ်တယ်ငါတို့ကတဲဖို့ကသူတို့လက်အောင်မတဲ့တော့ထော့တယ်လို့ထက်တာဒါကဟိုပြောတယ်လို့ပြောတာမနဲ့အဲဖြေပေးပြီနော်ဖြေပေးပြီအဲ့မှာကျွန်တော်ဒီနေ့မဖြေရသေးမဖြေရသေးဘူးကျွန်တော်ကြည့်ကိုခဏလေး ကိုစောပါတို့ပြင်ပြောကိုချင်းကြီးဖြည့်သွားတာမရှိဘူးကိုချင်းဖြည့်သွားတာက NUG ဟာ NLD ကနေဖွဲ့စည်းထားတဲ့အတွက်ကြောင့်အစိုးရတရက်လို့သတ်မှတ်တာတဲ့ NUG ကိုအစိုးရလို့ကိုချင်းပြောသွားတဲ့အတွက်ကြောင့်ကိုချင်းကအကြက်ဖတ်သမားတယောက်ဖြစ်နေပြီ NUG ကဒီကနေ့ဖြစ်နေတဲ့အကြောင်းအရာတွေအားလုံးကိုလှုပ်သွားခဲ့တဲ့ NLD ကအစိုးရလို့ကိုချင်းသွားပြောနေတာအဲ့ဒါကိုချင်းကျွန်တော်မေးထားတာကိုမဖြေဘဲနဲ့စီရီယံလောက်နေတာကစစ်တပ်ကနေတော့လူတက်နေလို့ပြောနေတယ်စီရီယံလောက်ဖို့တော့ကိုပြောနေတာကဒီဖေဗူလာ နှစ်ရက်နေ့ကနေစပြီးတော့စီရီယံလုတ်ဖို့ပြောနေတာဖေဖော်ဝါရီလ၄ရက်၅ရက်မှာလူတွေတရားမှမသေးသေးပဲတေအောင်လို့ပြခိုင်းနေတာစီရီယံလုတ်တယ်ဆိုတာကကြောင်းမတက်နဲ့ကြောင်းထွက်လို့ပြောနေအဲ့ဒါစစ်တပ်ကတတ်လို့ပြောနေတာမဟုတ်ဘူးကိုချင်းပြောတာတွေကအယူချိပန်းနေဖြစ်နေအယူချိပန်းနေဖြစ်နေအဲ့ဒါလေးကိုနည်းနည်းပွားသဘောပေါက်ဖို့လိုအပ်သေးတယ်အေးဟိုဟဲ့ပေါ့ကျွန်တော်တို့ပေါက်တက်ကပြောတာတလွဲကျွန်တော်ဟုတ်ပါဘူးအတိအကျပြောနေတာအတိအကျပြောနေတာကျွန်တော်ညီကိုကျွန်တော်ကအတိအကျပြောနေတာဟုတ်ပြီ ဲ့လိုကျော်ယူကြီးကဘယ်လိုဖြစ်လို့အစိုးရတရားလို့ NLD ကနေအစိုးရတရားလို့တော့ပြောတာအခုပဲ NLD ကလို့အစိုးရမို့လို့ကျွန်တော်ယူကွာ LG ကိုအစိုးရလို့တော့တက်ဖတ်မှနေတယ် NLD ရဲ့အစိုးရလို့တော့ပြောနေတယ်ဟုတ်ပြီကိုကိုစောပါတို့ပြောတာနားထောင်ပါဗျာကိုချင်းပြောတာတွေကမေးခွန်းလည်းမဟုတ်ဖြစ်လည်းမဟုတ်ဖြစ်ဟုတ်ကဲ့ဒါကပိုစားပြုလေ NLD ကလောလောဆယ်ဖန်းကန်တာဖြစ်တဲ့တော့ဒါပိုစားပြုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းနဲ့ဒါကကျွန်တော်ချင်းနေနဲ့ပေါင်းတယ်လေဖန်းနဲ့ဒါမှနဲ့ဟိုခမရပြောတဲ့ကျွန်တော်ပြန်မေးမယ် ီဟို NUG ဇီယာဘေးအခြေကသူအချမ်းပဲအဖွဲ့စည်းလို့တတ်မှတ်ဘယ်ဘယ်သူကတတ်မှတ်တာလဲဘယ်နိုင်ငံကတတ်မှတ်တာလဲဘယ်အစိုးရကတတ်မှတ်တာလဲဘယ်အဖွဲ့စည်းကတတ်မှတ်တာလဲအဲ့ဒါလေးကျွန်တော်သိချင်တာအဲ့ဒါခင်ဗျားတို့ပြောမှကျွန်တော်လည်းသိမှာဒီဟိုအချမ်းပဲအဖွဲ့စည်းဆိုတော့ဘယ်နိုင်ငံကတတ်မှတ်တာလဲဘယ်အဖွဲ့စည်းကတတ်မှတ်တာလဲအဲ့ဒါလေးသိချင်တယ်အဲ့ဒါကိုကျွန်တော်ဟိုပြီးပြောပေးမယ်နော်ကျွန်တော်ဖြေပေးမယ်အခုနောက်ကဟို CNF ကနေပြီးတော့မှ NUG နဲ့ကိုင်းတဲ့လက်နဲ့ကိုင်းတဲ့မှာပထမဦးဆုံးလက်မှတ်ထိုးတယ်ဆိုတဲ့ကိစ္စကို နော်ဟိုဟိုအကူကပြောသွားလို့နော်အချမ်းပါစစ်တဲ့နဲ့မပေါင်းမဲနဲ့အယူကြီးနဲ့သွားပေါင်းတယ်ပေါ့အဲ့ဒီကိစ္စလေးကိုကျွန်တော်အကူကမတိလို့ပဲလားတိရက်နဲ့မတိချင်အောင်ဆောင်းတာလားတော့မတိဘူးအဲ့ဒါလေးကိုကျွန်တော်ဖြေချင်တာရှိတယ်အဲ့ဒီ CNF ကနော်ဒီအယူကြီးနဲ့လက်မှတ်မထိုးခင်မှာအမေရိကန်မှာရှိတဲ့ရှင်းလူမျိုးတွေအမေရိကန်နိုင်ငံသားခင်ထားတဲ့ရှင်းလူမျိုးတော်တော်များများပြန်သွားပြီးတော့ CNF နဲ့သွားပူးပေါင်းတယ် CIM နဲ့သွားပူးပေါင်းပေမဲ့ဒီအဲ့တော့အာနာထိန်းရတဲ့နာဆာကကိုဘာမှတုံ့ပြန်တာမရှိလို့ဒီကျွန်တော်တို့အမေရိကန်မှာရှိတဲ့ရှင်းလူမျိုးတွေဒါကိုဝေဖန်ကြအဲ့ဒီအချိန်မှာကျွန်တော် live ခုလွှင့်ပူးတယ်အာ CIM ကတော့ထမင်းငတ်တော့မှာဒီကောင် line down ပြောင်းပြောင်းမပြောင်းရင်ထမင်းငတ်တော့မှာလို့ပြောပြီးမကြခင်မှာအယူကြီးနဲ့လက်မှတ်သွားထိုးတယ်ဘာကြောင့်လဲအဲ့ဒီ CIF ကိုထောက်ပံ့နေတဲ့အများစုကအမေရိကန်အဖြစ်တယ်နော် အဲ့ဒါကြောင့်မလို့เนาะ CNF ကရှင်းလူမျိုးအတွက် NUG နဲ့လက်မှတ်သွားထိုးတာမဟုတ်ဘူးထမင်းငတ်မှာကြောက်လို့သွားပြီးတော့လက်မှတ်ထိုးတာကိုကျွန်တော်ဒါပြောချင်တာဖြစ်တယ်နောက်တစ်ခုခုနအကိုပြောသွားတဲ့မေးသွားတဲ့ဟာလေး NUG ကိုဘယ်နိုင်ငံကအတိမတ်မပြူတာလဲဘယ်နိုင်ငံကအကြမ်းဖက်အဖြစ်တတ်မှတ်ထားလဲလို့ပြောရမယ်ဆိုလို့ရှင်မြန်မာနိုင်ငံအရေးဖြစ်တယ်မြန်မာနိုင်ငံရေးဖြစ်တဲ့အတွက်ကြောင့်လို့ဘယ်နိုင်ငံက မှအယူကြီးကိုအကြမ်းဖက်ဖြစ်တတ်မှတ်စရာမလိုဘူးเนาะမြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းကပဲတတ်မှတ်ဖို့လိုတယ်နောက်တစ်ခုကျွန်တော်ကအကိုကိုထပ်ပြီးတော့မေးချင်တာရှိတယ်အယူကြီး CRP ကိုတကဘာလုံးကအတိမတ်ပြုတ်ပြီလားနောက်တစ်ခုဤသူလို့တုံးတဲ့အခါမှာအယူကြီး NLD ကိုထောက်ခံတဲ့လူလို့ပဲတုံးပါဒီအများစု PDF အများစုက PDF အများစုက NLD ပါတီဝင်တွေဖြစ်တယ် NLD စီယုံရေးမှုတွေဖြစ်တယ် NLD လွတ်တော်အမတ်တွေဖြစ်တယ်ဆိုတာကိုသိဖို့လိုတယ် PDF ခေါင်းဆောင်အများစုကအဲ့ဒါခုနကျွန်တော်မေးတဲ့ဟာလေးကိုတစ်ချက်ဖြေပေးပါနော် NUG ကိုတော့တိမှတ် ပြုပြီလားကျွန်တော်ပြောပြီးပြီ NUG လည်းအကုန်လုံးကတော့တကောတကောမလုံးကတော့အတိမမပြုတ်ဘူးတော်တော်ညလည်းနိုင်ငံတကာမှာတွေ့ဆုံဆွေးနွေးလို့ဆွေးနွေးနေကြတယ်။ဂျာနဲ့နိုင်ငံတွေမှာဆိုရုံးနေဖွဲ့လေးနေတယ်။အေးဟုတ်ပြီတစ်ချက် စ်တပ်ကိုလည်းဘယ်နိုင်ငံကမှဟိုအတိမှမပြုသလိုဘယ်နိုင်ငံကမှဘာမှကိုမလုပ်ဘူးနှစ်ခုကြားမှာညံ့နေတယ်မာနေစစ်တပ်ကိုလည်းဘယ်သူမှလည်းအတိမှမပြုဘူးအန်ယူဂျီကိုလည်းအတိမှမပြုဘူးဆိုပေမဲ့နိုင်ငံတကာကတွေ့ဆုံဆွေးနွေးမှုတော့လုပ်လာတယ်နော်အန်ယူဂျီအဲ့ဒါဟိုအဲ့လိုတရှိတယ်စစ်တပ်ကိုလည်းဘယ်သူမှမထောက်ခံဘူးဘရက်ဆာကလွဲလို့ဘယ်သူမှမထောက်ခံဘူးနော်အန်ယူဂျီလည်းနိုင်ငံတကာရောက်ပြီးမှတွေ့ဆုံဆွေးနွေးတာရှိတယ်သူကတရားဝင်ကြီးလို့ဟိုအစိုးရတရားနေတယ်မကြိုင်ကြတော့မှန်းတယ် အဲ့ဆိုလို့ရှိရင်တစ်တက်ခဏလေးခဏလေးအယူဂျီကဘယ်နိုင်ငံမှာဘလို့ရုံးတွေကိုထောက်တာတော့အစိုးရရုံးထောက်တာလားဒါမှမဟုတ်တထောင်သားခွက်ခောက်ရုံးထောက်တာလားဟာမဟုတ်ဘူးကျွန်တော်တို့တို့ဆိုကျွန်တော်ပြောမယ်အဲ့လိုပုတ်ခတ်တဲ့စကားတွေမပြောပါနဲ့ဟုတ်မဟုတ်ကျွန်တော်ပြောတာကအစိုးရဆိုလို့အစိုးရလို့ကျွန်တော်အကူကခုနကမှ NUG က NLD ကနေဖြစ်သွားတဲ့အစိုးရလို့တတ်မှတ်လို့အစိုးရဆိုတော့အစိုးရရုံထောင်တာလားခွက်ခောက်ဖို့တရောင်းသားရုံထောင်တာလားလို့ဒါကကျွန်တော်ပုတ်ခတ်တာမဟုတ်ဘူးပုတ်ခတ်တာမဟုတ်ဘူးဒါကတော့လေ ခမည်းတော်မထောက်ဟိုဟိုအတိမမပြုတ်ခြင်းနဲ့ပြုတ်ခြင်းနဲ့ပြီးမဟုတ်ကျွန်တော်အတိမပြုတ်တာမဟုတ်ဘူးအစိုးရရဲ့အတိမပြုတ်မှုမပြုတ်မနဲ့တို့ရဲ့ဖြစ်တည်မှုကိုကျွန်တော်မေးချင်တာ NUG က NLD ကနေဖြစ်လာတဲ့အစိုးရလို့သတ်မှတ်ထားတယ်ဒါကြောင့်သူကျွန်တော်ညီကိုပြောတဲ့အစိုးရကအစိုးရရုံးတရက်အနေနဲ့ထောင်ထားတာလားရုံးကဖွင့်တာလားဒါမှမဟုတ်ခွက်ခေါက်ရုံးဖြစ်နေဖွင့်ထားတာလားဒါလေးကိုကျွန်တော်သိချင်တာโอเคကျွန်တော်မေးမယ် CRB ကျေစောတာမြန်မာနိုင်ငံဘူအားလုံးကအစိုးရဖြစ်တတ်မှတ်တယ် မရယုံဖွဲ့နေဆိုတာခမရအမင်းနဲ့ခေါခေါလို့ပဲပြောပြောဘာပဲပြောပြောတူလိုင်းရဲ့လို့အစိုးရယုံဖြစ်နေဆိုလို့ချင်းဘလို့အစိုးရလို့ဘလို့ဘလို့လုံးပိုင်ခွင့်နေချင်းတော့အစိုးဒီတော့မှာပဲတကယ်လူတွေနဲ့ခွက်ခေါက်ယုံမှမသိအစိုးရယုံမှမသိဘာအစိုးရလေးဦးနဲ့ပတ်သက်တာဘာလဲလုံးထန်တာကျွန်တော်ပြောမယ်ခမည်းအဲ့လိုမဟုတ်ဘူးဆိုရီဟိုရီပဲရီပဲမလုံးနဲ့ကျွန်တော်မေးတာရှိနေဒါပြီးသူအလုံးကကျွန်တော်တို့အတိမပြူတယ်သူတို့က အစိုးရပဲအတိမပြုတ်ဒါမှမဟုတ်ကျွန်တော်အတိမပြုတ်လေလူတွေအစီအွေပြည်သူကအတိမပြုတ်လို့ရသူရဲ့ဖြစ်တည်မှုကိုကျွန်တော်ပြောချင်တာပြည်သူအတိမပြုတ်ပြုမှာပြုတ်ပြုတ်ဗျာခမည်းစကားကိုဖြတ်ဖြတ်မပြောစမ်းပါနဲ့ကွာဆွေးနွေးချင်ဆိုခမည်းဖြတ်ဖြတ်ပြောတော့အခုလုံးပြောပြသွားတာမှာကျွန်တော်တို့ပြည်သူအလုံးကသူအတိမပြုတ်ပြည်သူကိုစားပြုတ်မယ်အေးနိုင်ငံမှာတော်ပြီးမှဆက်ဆံတွေ့ဆုံဆွေးနွေးမှုလုပ်တယ်ဒါအတူတူအတိမမပြုတ်တာပြုတ်တာထားလဲပြည်သူအလုံးကအတိမပြုတ်တယ်ခမည်းခွက်ခေါက်ပြောတဲ့ဟာဒါကတော်လိုင်းလုနေတဲ့တော့ စစ်တပ်ကအစိုးရတခုလုံးတော့အိုးသိုးပြီးခါမယ်လေဗျာသူတော်လိုင်းရမှာမသူအစိုးရလေအင်ယူအင်းနေဒီကနေဟိုဖြစ်သွားတဲ့အစိုးရနေသူဟုတ်ပါပြီခွက်ခေါက်တော့ကျွန်တော်ကိစ္စမှာဟုတ်ပြီဗျာကျွန်တော်တိတ်မပြောတော့ခွက်ခေါက်တဲ့ကိစ္စတိတ်မပြောတော့ခွက်ခေါက်တဲ့ကိစ္စတိတ်မပြောတော့သူတို့ခွက်ခေါက်ခြင်းကအစိုးရအင်းနေသူတို့ရဲ့တော်လိုင်းရေးလုပ်နေတာဖြစ်တယ်တော်လိုင်းရေးရဲ့အဓိကလမ်းကြောင်းကခွက်ခေါက်တာကအဓိကပေါ့နော်ရေးသားမြစ်ပေါ့တော်လိုင်းရဲ့ရေးသားမြစ်ကြီးကခွက်ခေါက်ခြင်းကအဓိကဖြစ်နေအဲ့ခွက်ခေါက်ခြင်းကြောင့်ပတ်စံရရတယ်ဆိုရင်ခွက်ခေါက်တဲ့လူလူချင်းချင်းကို တဲ့မဲ့သွားအောင်လို့အင်ယူကြီးဆိုတာလေးကိုလည်းတဲ့မဲ့သွားအောင်လို့သူတို့ဘာဖြစ်လို့လုံမပေးနိုင်ပဲနဲ့အချင်းချင်းညာဖြစ်နေကြတာဟာအဲ့ဒါလေးကိုကျွန်တော်တို့စစ်တမ်းလိုက်ထားပြီးရောโอเคကျွန်တော်ပြောမယ်တော်လိုင်းရေးသွားတဲ့အချိန်မှာနော်လူအများစုနဲ့ခီးသွားတဲ့အချိန်ခလုတ်တိုက်တဲ့လူမရှိရှိမယ်ဟိုဟိုချိုးလဲတဲ့လူလည်းရှိမယ်ချောင်းဆိုးပဲတဲ့လူလည်းရှိမယ်နာသိမ့်မယ်လူရှိတယ်တော်လိုင်းလုံနေတာကောနော်ကျွန်တော်တကူပြန်နိုင်မယ် စစ်တပ်ကတိုင်းပြည်တစ်ခုလုံးလေဝကြီးအောက်တော်တော်မှဟိုတလက်မလောက်တော့တစ်စစ်လောက်တော့စောက်တော့မကြတဲ့လူကဒီ NUG ကဟိုပြေးသွားပြီးမှခမည်းပြောတယ်ခေါက်ခေါက်လုပ်ပြီးခါမှတော့မှတိုင်းပြည်ကိုသူတို့လေးထိန်းချုပ်နိုင်တာတော့ခမည်းတော်ဘယ်တော့ပဲဝင်တော့ဘယ်နေရာမှာ NUG ကတိုင်းပြည်ကိုထိန်းချုပ်တာလဲကျွန်တော်ညီကိုခွက်ခေါက်တွေတော့အရေးကြီးတဲ့လူတွေကိုဟုတ်ပြီဘယ်နေရာမှာ NUG ကထိန်းချုပ်တာလဲကျွန်တော်ညီကိုလောက်ကြည့်ပါဦး NUG ကဘယ်လိုထိန်းချုပ်တာလဲ ကျွန်တော်ချင်းမီနဲ့မှလည်း90ရာခိုင်နှုန်းထိန်းချုံတယ်ဒါကျွန်တော်တို့အင်ယူတီနဲ့ပေါင်းရအောင်ချင်းမီနဲ့မှ90ရာခိုင်နှုန်းထိန်းချုံတယ်မင်းတော်ဆိုခဏအဲ့လိုမလုပ်ရဘူးကျွန်တော်ဆွေးနွေးတယ်ကြာအဲ့လိုမလုပ်ရဘူးကျွန်တော်ကျွန်တော်တော့ကိုရှင်းကြီးเนาะကျွန်တော်ကခင်ဗျားကိုတည်တာဟုတ်ဆွေရဲ့အကောင့်နဲ့တည်တာပေါ့နော်ဒါ black work ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းအဲ့ရင် black work ကိစ္စနဲ့ပတ်သက်ပြီးပြောရဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကကျွန်တော်ကအခုကိုတည်တာပေါ့နော်ကျွန်တော်က အဲ့ချိန်တော့အခုလေးစားခဲ့တဲ့လူတယောက်ပြန်နော်ဒီမှာရှိတဲ့ပလက်ဟိုပလက်ကရှင်းလူမျိုးတွေတော်တော်များများတိအဲ့တော့ကျွန်တော်ကအခုကိုပြောချင်တာကဘာလဲဆိုတော့ဒီအမေရိကန်မှာရုံးပွင့်ထားတယ်ဗျာနော်ဟိုနိုင်ငံနေပါဟိုအယူတီယာရုံးပွင့်ထားတယ်လို့ပြောတာအမေရိကန်မှာကျွန်တော်လည်းရုံးပွင့်လို့ရတယ်ဗျာကျွန်တော်လည်းရုံးပွင့်လို့ရတယ်ဒါလူထုတယောက်ရဲ့အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရုံးပွင့်လို့ရတယ်ဒါပေမဲ့အစိုးရရုံးဆိုတာမျိုးမရှိဘူးနောက်တစ်ခုလက်ရှိအုပ်ချုပ်နေတဲ့နာဆာကကိုအတိမတ်မပြုတ်ဘူးဆိုတဲ့နိုင်ငံတွေမှာ ဘယ်နိုင်ငံအမြန်အခုလက်ရှိနာဆကနေတော့ဖွင့်လှစ်ထားတဲ့တန်ယုံတွေနှင်ထုတ်တာတွေ့ပူးပြီးပြီလေအတိမတ်မပြူဘူးဆိုရင်ပေါ့နော်နောက်တစ်ခုတော့ဟိုမြန်မာနိုင်ငံလက်ရှိအုပ်ချုပ်နေတဲ့စစ်တပ်ကိုမကြိုက်ဘူးကွာဆိုပြီးတော့ဘယ်နိုင်ငံကအမြန်မြန်မာနိုင်ငံမှာရှိနေတဲ့တန်ယုံတွေပြန်ပြီးတော့မှသူတို့နိုင်ငံကိုပြန်ရုပ်သိမ်းသွားပြီလေဒါတွေကိုလည်းကျွန်တော်တို့ကကြည့်ဖို့လိုတယ်ဗျနောက်တစ်ခုရှင်းပြီလေဟုတ်ဒါအကိုကပြောလို့ရှင်းပြည်နယ်မှာ80ရာခိုင်နှုန်းအုပ်ချုပ်ဟိုထိန်းချုပ်နိုင်ပြီလို့ပြောတယ် ဒါကလန်လျံမုံစာကောင်းနော်ပြောတဲ့စကားတွေနဲ့လဲတွားပြီးတော့ဆက်ဆက်နေတယ်အဲ့တော့အယူကြီးကဝင်ကြီးတွေပေါက်ပန်း40ထထပြောတိုင်းပြည်တွင်းထဲမှာရှိရပြည်ရက်တွေတိုင်းရင်းသားတွေခံရတာဗျအခုဒီမှာ CNF ဘုံကျဲခံလိုက်ရတယ်ဒါလမုံစာကောင်းလျံမုံစာကောင်းပေါက်ပန်း40ပြောမှု နောက်ွယ်ကဖြစ်လာတဲ့ပြဿနာအခုထပ်ပြီးတော့လာလေးဦးမယ်နာလေးဦးမယ်အဲ့ဒါကဘာလဲဆိုတော့လျံမုံစာကောင်းကနေပြီးတော့မှကျွန်တော်တို့ကလေပြည့်အမြောက်ကိုပိုင်ဆိုင်ထားပါတယ်ဆိုပြီးတော့မှ နော်ခေါင်းမိုးပေါ်မှာတင်ပြီးတော့ပြစ်တယ်လို့ဘာလို့လဲသူပြောသွားတဲ့ဟိုအင်တာဗျူးလေးကြည့်ရလိမ့်မယ်နဲ့တူတယ်အဲ့တော့ဒါလေးထပ်ခံအောင်မယ်အဲ့တော့ကျွန်တော်ပြောချင်တာကအန်ယူဂျီကနိုင်နေပြီဆိုလို့ရှိရင်အခုချင်းပြည်နယ်ကဟို80ရာခိုင်နှုန်းအုပ်ချုပ်ထားပြီလို့ပြောရင်အမေရိကန်မှာပွင့်မဲ့တိုင်းအမေရိကန်မှာယုံခွင့်မနေနဲ့လေချင်းပြည်နယ်မှာ80ရာခိုင်နှုန်းထွန်းချုပ်ထားတဲ့နေရာမှာယုံခွင့်လိုက်လေအဲ့မှာရှိတဲ့ချင်းလူမျိုးတွေရောတခြားတိုင်းသားတွေရဲ့အကျိုးစီးပွားလုပ်ပေးလိုက်လေကျွန်တော်ပြောချင်တာအဲ့တော့ဟုတ်ကဲ့ဟုတ် โอเคအဲ့ဆိုကျွန်တော်ဟိုခင်ဗျားပြောတာများလဲကျွန်တော်ပြောမယ် NUG ကချင်းပြည်နယ်မှာအစိုးရယုံလာဖွဲ့ပြီးခါမှာလို့ရအောင်ဟိုတန်တမာရေးရဘာမှဟိုဟိုပြည်သွင်းရတန်တမာရေးရကုလူဆက်ဆိုင်ဘာမှလို့လို့မပြောချင်းပြည်နယ်မွဲတည်နေတဲ့နိုင်ငံနော်ဘယ်နိုင်ငံမဆိုနိုင်ငံဟိုနိုင်ငံတကာနဲ့ပဲဟိုတန်တမာရေးကုလူဆက်ဆံပြီးလို့လာတာဘာမှဘီရနဲ့ချင်းပြည်နယ်မှာဟို NUG ယုံကြည်လာဖွဲ့လို့မရဘူး နော်ဘာမှဟုတ်ခဏလေးခဏလေး80ရာခိုင်နှုန်းဆိုတော့ပြီးတလောက်တော့ဖြစ်နေပြီအိန္ဒိယနဲ့လည်းနေဆက်ဖြစ်နေတယ်အိန္ဒိယနဲ့လည်းနေဆက်ဖြစ်နေတယ်အဲ့တော့ NUG ကလူတွေခဏလေးခဏလေး NUG ကလူတွေကနယ်မြေဒေသတစ်ခုကိုထိန်းချုပ်လာတယ်ထိန်းထိုင်တာနဲ့ပဲအဲ့နေရာမှာလေရင်ကွင်းတွေကပါတယ်ရောလာဆောက်လို့ရသွားပြီလို့ပြောသွားတယ်မျိုးရင်အောင်သေးဆိုတဲ့ကောင်ရှိသေးတယ်အိန္ဒိယကောင်တွေဒီဒေတာလေးတစ်ခုလေးရွာလေးတွေပါလေးထိန်းချုပ်တာနဲ့မျိုးလေးတစ်ခုလေးထိန်းချုပ်တာနဲ့လုံးမြမြင်နေပြီတစ်ခုကိုဖန်တီးနိုင်တာနဲ့ရပြီလို့ပြောပါတယ်အဲအကြောင်း NUG ကလူတွေဒီဥစ္စာကိုဇောင်းပေးလို့တင်တယ် ခုနှစ်ဆယ်ရာခိုင်နှုန်းဆိုတော့ဟိုတော်တော်လေးတော့အဆင်ပြေနေပြီဗျဂုံတုဆောင်တော့ဖြစ်တော့အဲဒါမှမဟုတ်တော်တော်အဆင်ပြေနေပြီဘလို့တွေများဆက်ပြီးတော့ချင်းပြည်နယ်ကြီးအေဂျင့်သွားအောင်လို့ကျွန်တော်ညီကိုဒါလို့ညီဆွေးနွေးပွဲလေးတစ်ခုကိုကောင်းအောင်လို့ချင်းပြည်နယ်ကြီးပို့ပြီးတော့ငင်းချမ်းသွားအောင်လို့ဒေါက်တာဆာဆာလို့လိုမျိုးနိုင်ငံတကာဆက်ဆံရေးဝန်ကြီးတွေနဲ့ပြန်ပေါင်းပြီးတော့အိန္ဒိယနိုင်ငံနဲ့အဖြစ်ပြတန်ရေးတမန်ရေးစကားလေးတွေပြောပြီးတော့ထပ်ပြီးတော့လုပ်ရင်မကောင်းလားချင်းပြည်နယ်အတွက်လေပြန်ကောင်းသွားတော့ကျွန်တော်ပြန်နိုင်ငံပြည်တစ်ခုပေါ့ဟိုမှာလှိုင်ဝင်းဆိုတဲ့ကောင်ပြောဆိုလို့မျိုးပေါ့လှိုင်ဝင်းကဘာပဲလဲချင်းနိုင်ငံကြီးတီထောင်ဖို့လို့ ဟိုစကိုင်းနိုင်ငံကြီးတီထောင်ဖို့လို့ပြောပါအဲ့ဒါလေးတွေလုံးဝင်ပို့ကောင်းမယ်ကျွန်တော်တို့ကအဲ့ဒီဘက်ကိုဇောင်းပေးပြီးတော့ဆွေးနွေးလိုက်ပါဆွေးနွေးခွဲပို့ကောင်းအောင်လို့ပိုင်တမန်ကြီးဒေါက်တာဇာဇာတို့ဆိုဒေါက်တာဇာဇာတို့ဆိုတော့ကျွန်တော်တို့ခင်ဗျားတို့နဲ့ဘာမှမပြီးမနိုင်မဲ့အသွားမပြောပါနဲ့ကျွန်တော်ပြောချင်တာတို့ဟာဆောက်ယူလို့လို့ဆောက်ပေါလို့လို့နဲ့အမှ90တောင်နိုင်တယ်လို့ပြောနေတာအကောင့်ဘက်ကိုပြောခိုင်းနေတာအကောင့်ဘက်ကနေဆွေးနွေးခိုင်းနေတာဘုမတရိုးဆုံးတော့မေးဆဲတာနည်းနည်းများနေပြီနော်အများပဲလေမမိတော့ဆိုတော့ကိုကိုပြည်နယ်အတွက်ပြောနေတာမဟုတ်ဘူးလားမိတဲ့အခါမှာကိုပြည်နယ်အတွက်ပြောကျွန်တော်တို့ပြောတဲ့စကားကိုဒေါက်တာဆက်တာနဲ့ကြားပါလို့ရှိရင် ကြားသွားလို့ရှိရင်အိန္ဒိယအစိုးရနဲ့သွားပေါင်းပြီးတော့ဟာအိန္ဒိယဒီအမြခုနှစ်ဆယ်ရာခိုင်နှုန်းတော့အောင်နေတာဗျာနိုင်နေတဲ့ဟာကိုယ့်နိုင်ငံအတွက်ကိုခုနှစ်ဆယ်ရာခိုင်နှုန်းကိုယ့်ပြည်နယ်ကြီးတခုနိုင်ငံတခုခဏကမမီဘူးလို့ပြောလို့လေမမီဘူးလို့ပြောလို့လေမမီဘူးလို့ဒေါက်တာဆာသာကမမီဘူးပြောဘယ်မီပါတော့မအမိတအောင်ပြေးတဲ့ကောင်လေဘယ်မီမာတော့ချင်းပြည်နယ်ဒုက္ခရောက်တာအမိတအောင်ပြေးပါတယ်ကောင်ဒီပေါ်စင်တော့ပြောတယ်မပေါ်တင်ပြောနေတာလေအခုကျွန်တော်ပေါ်တင်ပြောနေတာခုနှစ်ဆယ်ရာခိုင်နှုန်းနိုင်နေပြီဗျာဒေါက်တာဆာသာဆိုတဲ့ကောင်ချင်းလူမျိုးတွေရဲ့ကိုစားပြုတော့ဘာကြောက်ပြန်မလာတာ ဘာချင်းလူမျိုးပေါ်သူကတနင်္ဂနွေလို့အလိုအတော်အလိုလို့တာချင်းပြီသူအတော်ဒီနေ့တစ်ခုနဲ့လာလို့ရှိရင်နောက်ထပ်ပြည်နယ်တစ်ခုချက်ချိတ်တွေးပါလေဟိုမှာလှိုင်မွေးဆိုတဲ့ကောင်ပြောပါတာမကြောက်လားခင်ဗျာချင်းနိုင်ငံကြီးတည်ထောင်ဖို့ဟိုစကိုင်းနိုင်ငံကြီးတည်ထောင်ဖို့လို့ပြောပါလားနိုင်ငံရေးဆွေးနွေးနေတာနိုင်ငံရေးကျွန်တော်ချင်းကနိုင်ငံရေးပြောနေတာနိုင်ငံရေးပြောနေတာအခုဟုတ်လားချင်းနေလာလာပြီးမှမပုတ်ခတ်နဲ့ကျွန်တော်ကနိုင်ငံရေးတနင်္ဂနွေလို့အတိုင်းသာပြောနေတာတောက်ကလားလို့မပြောလို့အခုမီဇိုရမ်ပြည်နယ်ကချင်းချင်းနိုင်ငံမဟုတ်ဘူးအိန္ဒိယနိုင်ငံတိလားအိန္ဒိယနိုင်ငံရဲ့အစွဲပါတခုတိလားအိန္ဒိယနိုင်ငံ ကဲထဲမှာချင်းလူမျိုးတွေအများကြီးတွားနေတာသိလားဟာခင်ဗျားလေခင်ဗျားဘာမှမသိညာမသိနေအိန္ဒိယနိုင်ငံထဲမှာနေပြီးတော့ခင်ဗျားကဆောက်ကလားလို့လာပြော